န်နယ်ကခမရုပ်တန်လိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။အခုတင်ဆက်ပေးမယ့်စီစဉ်ကတော့ချန်နယ်ကခမရုပ်တန်လိုင်းမှာအပတ်စဉ်စနေတနင်္ဂနွေနဲ့ည9:00နာရီတိုင်းမှာထုတ်လွှင့်တင်ဆက်ပြီးစီးခဲ့တဲ့မြန်မာရုပ်တန်ဇလန်ဒရယ်တွေနဲ့သူတို့ထဲမှာပါဝင်တဲ့တရုတ်ဆောင်တွေနဲ့အတူတူဒီဇက်ကရဲ့အမှတ်တရတွေခက်ခဲတွေပျော်ရွှင်စရာတွေအားလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြောပြတင်ဆက်ပေးသွားမယ့်စီစဉ်ပဲဖြစ်ပါရဲ့ရှင်။ဒီတစ်ပတ်မှာရွေးချယ်တင်ဆက်ပေးမယ့်ဇက်ကကတော့ စမ်းကြတော့ဖူးစာဆိုတဲ့ဇာတ်လမ်းတွေပဲဖြစ်ပါရဲ့ရှင်။ကဲအခုဆိုလို့ရှိရင်ဒီထဲမှာပါဝင်တဲ့အတာရီရဲ့ဂုံရောက်နေပြီဖြစ်တဲ့ကြောင့်အားလုံးစလိုက်ကြမယ်နော်။မင်္ဂလာပါရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါကဲပမာဦးဆုံးအနေနဲ့ပေါ့နော်ဒီဇာတ်ကားထဲမှာပါဝင်တဲ့ character လေးတွေနဲ့ပြီးတော့ဒီဇာတ်ကားထဲမှာဘယ်လောက်ထိပြောဖို့ကောင်းလဲဆိုတဲ့အကြောင်းလေးတွေပြောပြပေးပါအောင်အဲ့ဒီအကူကစားလိုက်မယ်ဟုတ်ကျွန်တော်စားဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ အဲကျွန်တော်နာမည်ကတော့နေဆိုင်ဖြစ်ပါတယ်ဒီစမ်းကျဲသောဖူးစာဇလန်တွဲလေးမှာအဲကျွန်တော်ကထုံးကိုဆိုတဲ့ဟိုမအောင်အရန်ချစ်တတ်တဲ့မောင်လေးပေါ့နော်အဲ့အနေရအဲ့လိုကာရီတာလေးလည်းကျွန်တော်ပါဝင်ထားပါတယ်လို့အဲဒီကားလေးရိုက်ကူးတဲ့ချိန်မှာတော့အမတ်တရားကြီးလည်းအများကြီးပဲအဲ့လိုမျိုးပေါ့နော်အဲဟိုရန်ကြီးအမတ်တရားများတာတော့ရှိပါတယ်အဲ့လိုမန်လေးမျိုးကြီးပေါ့နော်အဲမန်လေးမျိုးကြီးမှာအမတ်တရားကြီးလည်းအများကြီးပဲညီကုံမော်တော်မားတွေ အဲ့လိုမျိုးခွီလိုက်စားလောက်နားလောက်နောက်လိုက်နေအဲ့လိုမျိုးလေးပေါ့ဟွန်းနေပြရတဲ့အနေတရားကြီးလည်းအများကြီးရှိပါတယ်ဟုတ်ဒါဆိုမေးပြောပြပေးပါအောင်အားလုံးပဲမင်္ဂလာပါမေတူထွန်းပါအာမေကတော့ဒီစမ်းချက်တော်ပူဇာဇလန်တွဲထဲမှာတန်င်းဆွဲဂရိတ်တန်နဲ့ပါဝင်ပြီးတိကျဆောင်ထားပါတယ်အာဒီကားလေးကမင်းတို့ကကိုကြီးတို့နဲ့ရလေအမားဆိုတဲ့ဇလန်တွဲလေးတစ်ခုကလည်းပြပြီးသားပေါ့နော်အဲ့မှာတကမောင်နှမကြီးပြန်ဆောင်ကြမယ်ဆိုပြီးတော့ဒီကားလေးကိုထပ်ပြီးတော့ဖန်တီးဖြစ်တယ်ပြန်ပြီးဆောင်ရတဲ့အချိန်မှာတော့ဟိုတယောက်နဲ့တယောက်ကဟို ိုကြီးဆိုလည်းကိုကြီးရဲ့အာသာချက်တွေကိုသိရယ်ကိုကြီးဆိုလည်းကိုကြီးရဲ့အာသာချက်တွေကိုသိထားပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ဒီ character တွေအကုန်လုံးငါကိုကြီးတို့နှစ်ယောက်ကဘာမှပြောစရာမလိုအောင်ထုံးကုန်နဲ့အောင်ထက်ဖြစ်ပါရဲ့ဆိုတော့ပြိသက်ကြီးကလည်းအခုဆိုရင်တော့အကြည့်ပြီးသွားပြီဆိုတော့လေပြိသက်ကြီးအနေနဲ့ရောထုံးကုန်နဲ့အောင်ထက်ကိုဘသူရဲ့အချစ်ကိုပို့ပြီးတော့သဘောကျလဲပေါ့အားလေးလည်းပြောပြပါဦးကိုကြီးတင်းနဲ့ကိုကြီးနဲ့ပေါ့ကိုကြီးနဲ့ကိုကြီးတင်းနဲ့မောင်လေးတင်းပေါ့အဲအဲ့ဆိုကိုလည်းပြပြပါဦး ဟုတ်ကျွန်တော်ကနေတဲ့အေရောမှာဒီကားထဲမှာကျွန်တော်ကအောင်ထက်ဆိုပြီးတော့တရုပ်ဆောင်လာတယ်။အမတ်တရားရေဆိုတာထက်ကျွန်တော်တို့ဟိုရိုက်ရိုက်ကူးရေးမှာကျွန်တော်တို့ကျွန်တော်တို့နည်းနည်းခက်ခဲသွားလေးရှိရဲ့အဲ့ဒါကြောင့်ဗာလဲဆိုတော့အရှိမတောက်လျှောက်ကျွန်တော်ငိုတဲ့ကားတွေရိုက်ရများတော့အမှမျက်ရည်ကတုံနဲ့မထွက်ချင်တော့အဲ့ညီမလေးဇညုံကညီမလေးကမေသူပဲရေးတာလေးဇညုံကလည်းသူရေးထားတယ်မှာအော်လိုက်ပြီ ပြီးတော့ငိုရမယ်ဟာအဲ့လိုမျိုးအဲ့ငိုရမယ်လို့ပြောလို့ကျွန်တော်မှာ pressure တွေဝင်လာကျွန်တော်အဲ့ဒါတင်မပြေသေးဘူးဒီတိုင်းငိုရမယ်ဆိုမျက်ရည်ကမထွက်တော့ဒီမှာလေးဒီတရားကိုကြီးမငိုလဲရလားရတယ်ကိုကြီးသဘောမငိုနဲ့မငိုနဲ့ okay အဲမငိုနဲ့လို့သူရှိရပါမေးရပြီတော့လည်းကျွန်တော်မှာမျက်ရည်တော်တော်တော့ကြာတယ်အဲ့လို PR တယ်မမခံနိုင်တော့အဲ့ဇညွန်းနဲ့မှာအညီမလေးဒီမှာနောက်တစ်ခါရောညီမလေးဒီမှာတွေ့ပြန်ပြီငိုအောင်မှာရတယ်ကိုကြီးမငိုနဲ့တော့လုံးဝမငိုနဲ့တော့ okay အဲ့ကြလို့ဒီကိုကသူကသင်လို့ပါ အဲအဲ့လိုမျိုးလေးရှိရယ်ပြီးရင်ဟုတ်တယ်နော်အဲ့ဒါတော့တကယ်အမှတ်တရပဲနော်ကိုကြီးအဲ့လိုမျိုးငိုရမယ်လို့ရေးရတာဖတ်ပြီးသွားရင်မရတော့အဲ့လိုကိုကြီးမငိုနဲ့ရတယ်မငိုနဲ့ဆိုတော့ငိုလိမ့်ပိမ့် surprise တတအပြင်မှာလက်ခုနာကြားလိုက်တယ်ပေါ့နော်ဒီဇလန်လေးကတကယ်ဖြစ်ရမှန်ကိုမင်းတို့ပြန်ရေးထားတာဆိုပြီးတော့ပေါ့နော်အဲ့ဒီချောင်းလေးတော့ပြောပြပေးပါဦး ဟုတ်ဒီကားလေးကဒီပထမအဦးဆုံး season 1ပေါ့နော်သူက season 2ခုပေါင်းပြီးတော့ရိုက်လိုက်တာဖြစ်တဲ့အတွက်ပထမအဦးဆုံးဟာလေးကတော့တကယ်ကို true story တစ်ခုကိုအမတယောက်ကပြောပြတယ်ပေါ့ပြောပြတော့တငယ်ချင်းနဲ့သူ့အမျိုးသားနဲ့ဖောက်ပြန်နေဆိုရယ် frame လေးပေါ်မှာမေရနေပြီးတော့ပြန်ပြီးတော့ရေးထားတာပေါ့နော် season 2ကကြတော့စိတ်ကူးရင်ဇလန်းလေးဖြစ်သွားတာပေါ့မိကိုရိုင်းထပ်ပြီးဖန်တီထားတဲ့ဟာလေးဖြစ်သွားပါတယ်ဆိုတော့နှစ်ခုစလုံးကတော့တကယ်ဟို စိတ်ဝင်စားစရာကောင်းပြီးတော့အခုပြည်သက်ကြီးကတော့အဆအဆုံးကြည့်ရမှာဖြစ်တဲ့အတွက်ကြည့်လဲကြည့်ထားပြီးပြီဖြစ်တဲ့အတွက်ပေါ့နော်ဟိုမေတို့အများကြီးစူးစမ်းထားတဲ့အရာတွေကိုဟိုသိမယ်လို့ထင်ပါတယ်။ငါယောက်ျားဖောက်ပြန်နေတယ်။你明明你结束了，行了。都明白的好，我比谁都。等我拽下不？OK 吧。 ဒါနောက်ထပ်သိချင်တာလေးရပါတော့ဒါဒီစကောင်းမှာဘယ်လိုမျိုးပါဝင်ဖြစ်ခဲ့တာလဲကတ်စင်ဝင်ခဲ့တာလားဘယ်လိုမျိုးလဲပေါ့နောက်ထပ်လေးလည်းပြပြပေးပါအောင် ရှင့်အဲ့ဒါတော့မီသူရိုးစီစဉ်တာလေကျွန်တော်တို့မီသူရှိမှပြောရသလိုပဲရှိကလည်းစုံပြီးသားဒီကမှာကျွန်တော်တို့ပြန်စုံနေတယ်ဆိုပြီးတော့တတ်တတ်ဖန်တီးတာပေါ့ဟုတ်ကဲ့တတ်တီးတဲ့ရေလို့ကတ်စင်ဝင်တာဘာလို့လဲလို့မဟုတ်ဘူးအဲ့ဒါအခုဒီကောင်မတော်ရရှိ mistake မှာလည်းစုံထားဆိုတော့လေအဲ့တော့မီသူကအဲ့ဒါ ပြန်ပြီးတော့ပေါင်းစပ်ဖန်တီးလိုက်တဲ့နုပညာတစ်ခုပေါ့ဟုတ်ကဲ့ပါဒီ mafia entertainment နဲ့ဒီ violent entertainment ဆိုရင်ပေါ့เนาะတို့ဆိုစသတာကဒါ online ပေါ်မှာ mini series လေးတွေတောက်လျှောက်ရိုက်တဲ့ချိန်တွေကကြိုးပြီးသိလာခဲ့ရပေါ့เนาะဒါတို့ဆိုလို့ရှိရင်အစိတ်ကူးကောင်းတယ်ပေါ့ဘာလို့ဆိုမြန်မာနိုင်ငံမှာတိတ်ပြီးရောဒီ mini series တွေမထွက်ခင်တည်းမှာစပြီးထွက်လိုက်တဲ့ချိန်မှာတော်တော်လေးအဆင်ပြေသွားတယ်ပေါ့เนาะအဲ့တော့ဒီဟာလေးစပြီးလုပ်ပြတဲ့အခါမှာလဲကြုံတွေ့ရတဲ့အခက်အခဲလေးပြီးတော့ပြောရတဲ့အပျော်လေးဒါလေးနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါဦး အာအဓိကကမာဖီးယားအင်တာတိန်းမန့်ကိုစပြီးတော့ဖွင့်စည်းရကြတော့မေးအပါဝင်ပေါ့မေးတို့မန်းလေးကအာဒီအမှုပညာကိုချစ်တဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့တခုရှိတာကြတော့အားလုံးကဒီရန်ကုန်ကိုလာပြီးတော့ဒီအမှုပညာအလုပ်တွေလုပ်ဖို့အတွက်အခက်အခဲကိုစီရှိကြတယ်တချို့ယုံ တမားတွေလည်းရှိရဲတချို့ကြတော့လည်းចောင်းတက်နေတဲ့တက္ကသိုလ်တက်နေတဲ့သူတွေလည်းရှိတယ်ပေါ့ဆိုတော့ဒီအလုတ်ကိုဝါသနာပါပေမဲ့လှုပ်ချင်ပေမဲ့သူတို့မှာချပြလို့ရမယ့်နေရာမရှိဘူးအဲ့ဒါသူတို့တယ်မဟုတ်ဘူးကိုကိုတိုင်းရောပဲဆိုတော့ဟိုကိုဘလောက်ပဲဒီအလုတ်ကိုလှုပ်ချင်လှုပ်ချင်ကိုဘလောက်ပဲဒီအလုံးနဲ့ဟိုရှေ့ဆက်ချင်းရှေ့ဆက်ချင်းကိုရီမှာခြားပြစရာနေရာမရှိဘူးပေါ့เนาะဆိုတော့အဲ့ချိန်မှာအဲကိုပိုင်း ဒီ page လေးတစ်ခုထောင်းမယ် online မှာပဲ video လေးတွေတင်မယ်အဓိကကတော့ကိုယ့်ရဲ့ဒီအမှုပညာကိုပရိသတ်က short film လေးတွေနဲ့ပဲတီတီဘလို့ပဲတီတီဟာတာလေးနဲ့ပဲတီတီဒီ drama အတူလေးတွေနဲ့ပဲတီတီဆိုပြီးတော့မျိုးကဒီ page လေးကိုစထောင်ပြီးတော့လုပ်ခဲ့တာလုပ်ခဲ့တဲ့အချိန်မှာအခု ကြတော့ဒီလိုမျိုးကိုအီရိုတွေနဲ့ပါပေါ့နော်ဒီလိုမျိုးဇလန်းတွဲတွေ TV series တွေကိုရိုက်လာနိုင်တဲ့အတွက်လည်းမေကအယံဝမ်းသာတယ်ပြီးတော့မေတို့လိုဒီဝါသနာရှင်လူငယ်တွေတီထောင်ထားတဲ့ production ကိုယုံယုံကြည်ကြည်နဲ့အမြဲတမ်းလက်တွဲပေးတဲ့ကိုအီရိုကိုလည်းကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ပြီးတော့ဒီမေတို့ရဲ့ဒီဇလန်းလေးကိုပြသပေးတဲ့ channel ကရုပ်တန်လိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နည်းနည်းလေးတော့ဖောက်ရံမှုမစင်းလားနဲ့မဘလို့ဒီခေါ်တယ်ရောက်လာဘောကမောက်တိခါလို့လို့လား မင်းကမင်းကိုအာဟုနဲ့ငါတော့ထွက်သွားပြီဟလာကာနင်းကတော်တော်နေတဲ့ဟာမပဲတော်လဲအရှက်မရှိတဲ့ဟာမဟုတ်ကဲ့ပါဒီဇလန်လေးဆိုလို့ရှိရင်လည်းတော်တော်လေးကိုလူစိတ်ဝင်စားတဲ့စကားလေးဖြစ်တယ်ပေါ့နော်။ဒါမှဆိုလို့ရှိရင်ဒါဖောက်ပြမှုကားမှမှတငယ်ချင်းကနေပြီးတော့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ဖောက်ပြတဲ့ခန်းစားချက်တွေပေါ့နော်။အဲ့လိုမျိုးတွေတုပ်ဆောင်တဲ့ခါမှာပါဝင်ထားတဲ့တုပ်ဆောင်လေးအားလုံးနေနဲ့ဘယ်ဆက်ဝင်ခန်းတွေကတုပ်ဆောင်လေးနဲ့လက်သိမခံနိုင်တော့ဘူးကွာလို့ဖြစ်လာတဲ့စက်ခန်းစားချက်မျိုးဖြစ်လာတဲ့ခန်းမျိုးလေးရှိလား။ ကျွန်တော်အနေနဲ့ပြောရရင်တော့ကျွန်တော်လုတ်ထားတယ်အဲ့မှာလက်နဲ့မခံနိုင်ဘူးလားဆိုတော့လေခံနိုင်ပါတယ်ခံနိုင်မှာပေါ့အဲ့တော့လောက်ပိုင်းအိတ်ကွာနဲ့ထုံးကိုကြည့်သွားတော့လေခါမှာပဲလေးတရားမှာကိုကပူဆိုးတာလုတ်ထားတာဆိုတော့ဒါကျွန်တော်တို့ကတော့တိတ်ပြီးတော့ငင်းပြောင်ရှိပါဟုတ်ကဲ့ပါမင်းသူ့နေနော်မင်းနေနေရတော့အဲ့ဟိုနော်ဟိုရွှေပိုးနဲ့ဆင်းနေပေါ့တကယ်ဖောက်ပြန်နေတဲ့ဆင်းနေမှာကိုကြီးအရန်အိုက်တင်ကောင်းတော့လေနော်တကယ်ဖောက်ပြန်နေတယ်လို့ခံစား ဲ့ရဘောကဇင်းနေလေအမျိုးစဲတွေပါဆိုပရိသတ်တွေဆိုရင် အားကြောင့်ကိုကိုယူဆဲရမဟုတ်ဘူးညီမလေးကိုယူဒရိုက်တာပမတ်တခါအဲ့ဒရိုက်တာတင်တာပမတ်တခါကိုရတောင်းတဲ့အောင်လုပ်တယ်ဒရိုက်တာကိုယူမြောက်ကိုယူဒါဒီကိတာဝေအောင်လုပ်အောင်လုပ်လေဟောဒီပေါ်လေးကိုညီမလေးကတော့တော့ပညာအဲ့ဟုတ်ပါတယ်ပြီးပြောင်းမယ်ဒီစကားအတွက်ကိုယူပေးဆက်တော်တော်ပြီးပြင်ပါတယ်ကိုယူ ဒါဆိုလို့ရှိရင်အခုအနေနဲ့ရောဒါဒီထဲမှာဆိုအရန်ချစ်တက်တဲ့မောင်လေးလောက်ထားတာဆိုတော့လေဒါအပြင် character နဲ့ရောဘလောက်ထိနီးစပ်မှုရှိလဲပြီးတော့အထဲမှာရောတုပ်ဆောင်နေင်းနဲ့တကယ်ကို mood ဘလောက်ထိဝင်လာလဲပြပြပေးပါအောင်သူအသေးရတော့ကိုယ်ဆောင်နေဘာမလားကောင်းတာမဟုတ်ဘူးငါ့ကိုပဲပြတ်တယ်လေတခါကြီးအဲ့လိုမျိုးလေးပြစ်မိတယ်ပေါ့လို့ဒါပေမဲ့ဒါပေမဲ့လေဟိုကျွန်တော်တို့အမှဇသိန်းကိုကျွန်တော်တို့မောင်တော်ကတိုင်မရသေးတယ်ပေါ့အဲ့လိုမျိုးမိသူကလည်းနှာခါသုံးပါလို့ပြောညဘက်ဖုန်းဆက်ချပြီးအဲ့လိုပြောကြပြီး ဆက်သိန်းကိုဘယ်လိုလုပ်ရင်ကောင်းလဲပေါ့အဲ့လိုမျိုးအကြောင်းတွေလည်းတိုင်ပင်ပြကြတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲအဲ့ဒီဆေးရုံဆင်းရိုက်တော့ဆိုလို့ရှိရင်တော်ရန်ကြီးကိုမှုပါသွားတယ်လေအဲ့တော့လည်းနည်းဟိုမိတနည်းုံကြည့်ပြီးလို့အားမလို့အားမရဖြစ်တယ်ပေါ့အဲ့တော့ဟိုဒီငါးဒီလောက်ချစ်တာတော့မှဟိုငါးဒီလောက်သူ့ဘောကောင်းပြီးဘောဖြစ်တာတော့မှသူငါ့ဘောမယုံကြည်ဘူးငါ့ဘောမရွေးချယ်ဘူးဆိုပြီးတော့အဲ့ဒီခံစားချက်အဲ့တော့တော်တော် ဖြစ်သွားတာအဲ့တော့မှုတော်တော်ပါသွားတယ်နော်ဟိုဆေးရုံဆင်းပြီးမှတော့ အဲ့ဒါအဲ့အဲ့အဲ့ကကန့်နေဒါဆိုလို့ရှိရင်ပေါ့နော်ဒီဇလန်တွဲလေးတွေတော်တော်များများကလည်းဒါအပြင်မှာဖြစ်ရက်တွေကိုအဓိကခြေခံပြီးတော့ပြောကြတာလောက်ကြတာဖြစ်တဲ့တကြောင်မလို့ဒါကို့အနေနဲ့ရောအပြင်ကို့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးပေါ့ဒီလိုဖြစ်ရက်နဲ့ခက်စစ်စင်ပုံစံလေးတွေတွေ့ဘူးရမျိုးဒါမှမဟုတ်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးရမျိုးတွေရောရှိလားရှင့် ရှိပါတယ်တငယ်ချင်းတွေမှာတော့တကယ်ဟိုတငယ်ချင်းရဲ့ရည်စားနဲ့အဲသူ့ရဲ့တငယ်ချင်းနဲ့ပြန်ဖြစ်သွားတာတွေကတော့ရှိတယ်ဒါပေမဲ့အိမ်အောင်တဲ့ live တော့မဟုတ်ဘူးပေါ့တမီရည်စား live တွေထဲမှာတော့အဲ့လိုမျိုးတငယ်ချင်းချင်းချင်းပြန်ကြိုက်တာတွေတော့ရှိပါတယ်အဲတချို့ကြတော့လည်းအေးစစ်စေးဖြစ်သွားတာမျိုးတွေရှိတယ်လို့တချို့ကြတော့လည်းတက်နှင်းလို့ပေါ့နော်အရင် serious ဖြစ်တတ်တဲ့အမျိုးသမီးတွေမှာဒီလိုမျိုးဖောက်ပြန်မှုကိစ္စတွေခံရတဲ့အချိန်ကြရင်တော့ဟို ဒီဇလန်းလေးရဲ့အတိုင်းပေါ့အဲ့လိုမျိုးဖြစ်ပါတယ်ဆိုတော့အမျိုးသားတွေအနေနဲ့လည်းပေါ့အမျိုးသားတွေအနေနဲ့လည်းတကယ်တကယ်တကယ်ကိုတကယ်ချစ်တယ်ဆိုမှပေါ့နော်အဲ့လိုမျိုး အိမ်တောင်ပြုကြပါလို့အိမ်တောင်ပြုပြီးရင်တော့ဒီလိုမျိုးလောက်ရက်တွေကတော်တော်ကိုစိုးပါတယ်လို့ဘာဆိုတော့တစ်ဖက် main ကလေးအတွက်လည်းတော်တော်စိုးတယ်ပြီးရင်လေဟိုတကယ် real life မှာဆိုရင်အများသောအားဖြင့်ကယောက်ျားလေးတွေမနစ်နာဘူးလို့တော့ပြောကြတယ်ပေါ့ဒါပေမဲ့ကွဲရမှာကြာရင်လေဟိုအဲ့ဒီလူရဲ့ဂုံတိတ်ခါကလည်းတော်တော်လေးတော့ကြရပေါ့နော်ဘာလို့ဆိုတော့သူတို့ကပြောပြီးဆိုရင်ဟဲ့သူ့မိန်းမဘာမှမသိဘူးသူ့ ခိုကောင်အဖြစ်ဘလို့ကဘလို့ဆိုရဲဟာအဲ့ကောင်ကြီးကဘလို့ကြီးစသဖြင့်ပေါ့အဲ့လိုမျိုးတွေပြောကြရဲဆိုတော့အဲ့ယောက်ျားလေးမှလည်းသူ့အနေသူကတော့ impact ကတော့ဖြစ်တာပဲပေါ့နော်ဆိုတော့ဟိုဘလို့ပဲဖြစ်ဖြစ်တော့အိမ်တော်တစ်ခုတည်ထောင်ပြီးရင်တော့အဲ့လိုကိုယ်အိမ်ထောင်လေးနဲ့ပဲ lifetime တူတူလေးမှဟိုချစ်ချစ်ခင်ခင်နဲ့တစ္ဆာရှိရှိလေးတွေပဲဖြတ်တန်းသွားကြပါအဲ့လိုပြောချင်ပါတယ်နောက်ဆိုလို့ရှိရင်ဒါအကိုတို့ကလည်းပြောပြပါအောင်မန္တောက်လျှောက်ပြောသွားပြီဆိုတော့အဲ့ဒီကြောင့်လည်းပြပြပေးပါဦး။ဘာဆက်အဲ့လိုမျိုး။အဲသစ္စာရှိရပြောပြကို ူပြောပေးမယ်မပြောတော့ကျွန်တော်ကအဲ့လိုပြောစရာမရှိဘူးပေါင်းရင်မှာတော့တိတ်ပြီးတော့မတွေ့ဘူးကြာအခုတော့တော့သူနေကြတာများတယ်သူစီးနေတူနေတာများတယ်အာပြီးရင်ကျွန်တော်ဆိုလည်းအဲ့လိုကိုယ့်ကိုနေနေတာများတယ်ကျွန်တော်နာမှာလည်းအဲ့လိုမရှိတော့တိတ်ပြီးတော့မမြင်ဘူးပေါ့ဟုတ်ကဲ့အကိုရောอืมအဲ့လိုပါပဲမိဒီပြောတငယ်ချင်းထဲမှာအဲ့လိုမျိုးလေးတော့ရှိတယ် သူတို့နည်းပြောပါတယ်တော့ဇုံးနေပါဘူးကိုပြောအကြောင်းစဉ်းစားဘယ်လိုပြောမှမသိဘူးဒီကအဲ့လိုပဲဟိုမိသူပြောသလိုယောက်ျားလေးရလည်းချစ်ပြီးဆိုလို့ရှိရင်တစ္ဆာရှိရှိနဲ့ဟိုအလိုချစ်ပြီးပေါ့နော်ဟိုမိကလေးရလည်းတရားပြောပါမင်းကလေအခုကတည်းကနားထောင်နေပြီ။တကယ်ကစတော့မှာကူ။မင်းကလေးတွေကလည်းချစ်ပေးရမယ်။ အဲမင်းလေးတွေကလည်းအေးပေါ့မင်းလေးတွေကကိုမျိုးသားကိုနားလဲပေးပေါ့တောင်းတောင်းပြောလဲဖောင်းဆက်ပေးရတောင်းတောင်းဘယ်လိုပြောမလဲကိစ္စအဲလောက်ဆိုလို့ချင်းတော့နည်းနည်း short ပေးလိုက်ပါတော့ဒီလားအဲလောက်လောက်ထိ limit လဲအဲ့မအဲ့လောက်ထိ limit လောက်လောက်ထိ short ပေးရမှာလဲ50%ပေါ့ discount discount ပေါ့အဲ့တော့ကျွန်တော်ပြရတော့တကယ်လို့အဲ့လိုကျိုးနှချောင်းအဲ့လိုအဖူးတိဖြစ်သွားပြီဆိုလို့ရှိရင်မကောင်းပါဘူးအဲ့ဒါကြောင့် ဘာဘယ်လိုပြောပြအောင်မလဲဒီစက္ကန့်ပိုင်းမိနစ်ပိုင်းလောက်နေတော့ကိုယ့်ရဲ့အဲ့လိုအခြေအနေကိုအဓိကမခံပါနဲ့။နိုင်ပိုင်းလောက်တော့ပါအဲ့ဒါမှန်တယ်ကွာဒီဒီလေးကမစ္စကမိုင်းနဲ့လေမစ္စကမိုင်းအောင်ဆီကိုဖောက်ချေလို့မရဘူးเนาะဒီဘက်မှာအသေးဖောက်နေကြတယ်တင်လိုက်တော့ရဲလိုက်အဲ့တော့ပေါ့နော်နောက်ထပ်သိချင်တာလေခုနပြောလေရှော်ပေးရမယ်ဆိုတော့ အဲ့လိုအကယ်၍ပေါ့နော်ကိုယ်တငယ်ချင်းပေါင်းတင်ထဲမှာကိုယ်တငယ်ချင်းပေါင်းတင်နေနောက်တစ်ခါကိုယ့်ရဲ့ချစ်သူနဲ့ဖောက်ပြန်သွားရဲဆိုလို့ရှိရင်ဘယ်လောက် limit ထိကိုကခွင့်လွှတ်နိုင်မယ်လို့ထင်တယ်ခုတန်းနေဆိုလို့ရှိရင်အဆုံးစွန်ထိပေါ့နော်ဒါခွင့်လွှတ်ပြီးတော့မှဒီအခြေအနေပေါ်မှာပြန်ကြိုးစားရပေါ့ကိုသားဆိုရင်ရောဘယ်လောက် limit လောက်ထိသွားမလဲပေါ့ဘယ်လောက် limit လောက်ထိသွားအဲ့ဒါစဉ်းစားအောင်ပဲ။ဟောသူကတော့လမ်းမခံအောင်ကွာ။အဲ့လိုမျိုးလေးရှိရလေ။ဒီမှာအဲ့ဒါကြတော့လေတွေးကြည့်ဖို့ရမလဲ။ပြီးတော့ကျွန်တော်တို့ချိုးလူတွေကြတော့ လိုပေါင်းတဲ့တကယ်ချင်းရှိရယ်ဗျဘလိုလူတွေနဲ့ပေါင်းလဲကိုပေါင်းတဲ့လူတွေကဘလိုလူမျိုးလဲဆိုရှိရယ်ကျွန်တော်ကပေါင်းတဲ့အများကြီးမရှိဘူးရှိရလူတွေကလည်း selection တွေပဲဆိုတော့ကျွန်တော်တော်တော်အဲ့ဒီကိစ္စတွေတွေ့ဖို့ပြန်မရှိဘူးဟောအကောင်းနေကြီးပဲပေါ့ပြီးတော့ကျွန်တော်ကဒီလိုကြီးပါအားအားလည်းမဆိုင်ပိတ်တယ်ရှင်ရှင်ပိတ်တယ်ရှင်ရှင်စေဘက်ခင်းနေပြီရှင်ကျွန်တော်လူမျိုးလေးပါစက္ကန့်မှာစက္ကန့် ဲအဲဆိုလို့ရှိရင်ဒီစကားလေးရပေါ့နော်အဓိကအဖြစ်ပရိသတ်ကိုပေးတဲ့နဲ့ message ကဘာဖြစ်မလဲပြောပြပေးပါအောင်ဝင်မမောင်းလဲပေါ့မဟုတ်ပါဘူးဒါကတော့တူရီဆိုတာကတော့ဘယ်သူမှအမားနဲ့ခင်းနေတာမရှိပါဘူးကိုမားတဲ့ခါမျိုးမှာ ကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်ပြင်ဆင်နိုင်မှုလို့ပါတယ်အဲတစ်ဖက်လူ နားလေတာခွင့်လို့ပေးနိုင်တာဆိုတာတစ်ခါကိုတစ်ဖက်လူတွေကခွင့်လို့ဒီဖြစ်စီမခွင့်လို့ဒီဖြစ်စီကိုမားကိုသိပြီးကိုယ့်ကိုပြင်ဆင် ချိန်ကြရင်အကုန်လုံးစင်တီသွားမှာပါပဲဖြစ်ကြမှာဟုတ်ကဲ့ပါအေးပြောကြအောင်လေဒီဒီလိုမျိုးသူပြောတဲ့အတိုင်းပါပဲလို့ပြောလို့မရဘူးပြောပါအောင်ရှင်အာတမီးတမီးနေနဲ့အဲငဲနေတာဟာမင်းနေနဲ့ဆိုလို့ရှင်တော့ဒီကားထဲမှာကပေးခြင်းနဲ့ message ကပါလဲဆိုတော့အဓိကကတော့ဟိုမိရကြတော့အဲ့လိုအစိုးရကချစ်တဲ့သူကို တယောက်တည်းပဲပြီးတော့ကိုနောက်ဆုံးမှပြန်ရွေးချယ်မဲ့သူကလည်းတယောက်တည်းပဲပေါ့နော်ဆိုတော့ချေရတဲ့သူနဲ့လက်ထပ်ထားတဲ့သူတယောက်တည်းဖြစ်တဲ့အတွက်နောက်ဆုံးချိန်ထိအတူရှိဖို့ရွေးချယ်လိုက်တဲ့သူကလည်းအဲ့တယောက်တည်းကိုပဲရွေးချယ်လိုက်တာပေါ့ဆိုတော့အဆုံးထိသစ္စာရှိရှိချစ်တယ်ဆိုလို့ရှင်ရင်ကိုချစ်တဲ့သူစီကနေမြတ်တာရောက်ပြန်ဟတ်တယ်လို့မေကတော့ယူဆတယ်ဒီကားလေးကလည်းအလိုပေါ့တခုရှိတာကကြတော့သူကထွန်းကိုလိုမျိုးလူတယောက်ကပေါ်လာတယ် live ပေါ်ရတယ်ကိုရောက်လာတယ်ဒါပေမဲ့ ဲ့လိုမျိုးရွေးချယ်လိုက်မယ်ဆိုရင်ကြတော့မိတို့ကဘဝတစ်ခုကဟိုချစ်နေတဲ့အချိန်မှာပေါ့နော်ထွန်းကိုစီကအချစ်ကမစစ်ဘူးလို့တော့ပြောတာမဟုတ်ပါဘူးဒါပေမဲ့အားလုံးရဲ့အချစ်တွေကဘယ်ချိန်ထိသူ့မှာ expire date ကပါပြီးသားလीနော်သူလည်းထပ်ပြီးတော့ဘာတွေပြောင်းလဲသွားအောင်မလဲဆိုတာကြီးကိုကမသိရသေးတော့လीဒီအဲ့လိုအန်စင်းတွေကိုမေကထပ်ပြီးတော့ မကြော်ကျင်တော့ဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီအမျိုးသားနဲ့ပဲပြန်ပြီးရွေးချယ်လိုက်တယ်ဆိုရဲဟာမျိုးလေးပေါ့တကယ်တော့ဘဝကကိုယ်သားမှန်နေလို့ရှိရင်သူ့အလိုလိုကောင်းကောင်းရပါတယ်နော်ဝေးတကပြဖြစ်တော့ဒီအိမ်တော်တဲ့မိန်းကလေးတယောက်ဖြစ်သွားပြီဆိုလို့ရှိရင်ပေါ့နော်အစ်စ်အစ်စ်တွေကိုထပ်ဆဖို့ကတော်တော်လေးမလွယ်ဘူးတော့ဖြစ်သွားတယ်နော်အဲ့ဒါလေးမှဆိုလဲဒါမြန်မာမျိုးစုကြီးရဲ့ဂုံတေချာလေးပေါ်ယူထားရခိုင်အောင်တွေ့ရမှာပါ ဘာလဲအကားလေးမှာเนาะဟုတ်တယ်အဓိကကျွန်တော်တို့ကအဲ့ဒီရဲ့အဓိက main ပေါ့เนาะအဲ့ဒီဥစ္စာကိုကျွန်တော်တို့ပိတ်တဲ့ထဲမှာအာအဲ့ဒီအတိရရှိဟိုကြည်တာနဲ့အဲ့လိုတိသွားမယ်မြင်သွားမယ်လို့ထင်ပါတယ်ကျွန်တော်အဲ့ဒါလေးကိုဟိုမြင်သွားပြီဆိုတာနဲ့ဒါကျွန်တော်တို့မောင်နှမတွေကြိုးစားကြိုးနှက်ပါတယ်ဟုတ်ပါအဲမြင်လိုက်တိလိုက်မယ်လို့လည်းထင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါအခုဒါဆိုဇလန်ထဲမှာတုတ်မြန်တော့ဆိုရင်ပေါ့နော်ပါဝင်တဲ့တုတ်ဆောင်တွေကလုံးကတော်တော်လေးမွန်းကျက်တဲ့ခန်းစားချက်တွေအားလုံးတယုတ်ဖော်ပြရတယ်ပေါ့နော်အဲ့ဒီထဲမှာမှကို့အတွက်ခြေလက်အဖြစ်ဆုံးစက်ဝင်ကန်တစ်ခုလောက်ပြောပြပေးပါကိုဆိုတဖြည်းဖြည်းနဲ့အသေးရအောင်လေသူကအရှိမလုံနေရရင်လည်းသူမြင်တယ်ကွာတိလဲတိတယ်အဲ့ဒါကြီးကိုဒီဘက်မှာသိရမလားမသိကြအောင်ဆောင်ပေးနေတဲ့စိတ်ခန်းစားချက်တွေကတော်တော်ကြီးမွန်းကျက်ဖို့ကောင်းတယ်လေနော်ဟုတ်တယ်ကိုတို့ကိတ်စားပြီးပြင်ဝင်ခေါ်သွားတော့မယ်စင်ဩသူကမသိဘူးထင်ပြီးတော့ မသိဘူးထင်ပေမဲ့ကိုကတိနေရဲ့ကိုကိုတော့မကောဝသည်ရယ်လေအဲ့တော့အဲ့လိုအဲ့လိုမျိုးစင်းပေါ့အဲ့ဒါတို့နှစ်ယောက်ဖောက်ပြန်နေမှန်းသိအဲ့ဒါကြီးကတကယ်လေးဟိုရုပ်ရှင်ထဲမှာကြည့်ရတဲ့ချိန်ကတော့စင်ပြေပါတယ်ဒါပေမဲ့တကယ်ရင်ဆိုင်လာရတဲ့အချိန်တကယ်ကို live မှာဖြစ်လာတဲ့အချိန်ကျရင်တက်ရှူရေပါချက်တယ်အဲ့စင်ရတော့တကယ်ရိုက်တဲ့အချိန်မှလည်းတော်တော်လေးမှုန့်ချက်ပါတယ်။တီးရီကပိုးနဲ့တငယ်ချင်းတောင်ဖြစ်နေတာ။ပိုးเจ้าကိုမတီးသေးဘူးနဲ့တူတယ်။ဟိုတနေ့နဲ့ပိုးက အရင်ကတည်းကခင်နေကြရလားဟိုကလေတငယ်ချင်းတယောက်ကိုချစ်ပြီးဆိုရင်အရင်ကချစ်တတ်တာအဲ့ဒီတငယ်ချင်းကဘာပဲလုပ်လို့အနောက်ကနေစင်တူလိုက်ပြီးတော့ကိုလောက်တတ်တာဟုတ်တယ်မလားဗိုးအထွန်းနဲ့ကနတော့လိုက်အာကြောက်ရဲတော့လို့ဖြစ်ရလားခေါ်လိုက်ပေးရမလားဟဲ့ဘာဖြစ်လို့လဲဆိုတော့ဟိုကဘယ်မှမတယောက်တည်းနေတတ်တဲ့သူကျော်လေလို့ပြန်ဟုတ်ကဲ့ပါ ဆဲမှာအကိုကတအားကိုတည့်ရမလားတကယ်ကိုမိုက်တယ်မိုက်ချက်တွေပြထားဆိုတော့ပြပြပေးပါဦးဘယ်ခန့်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်နောက်ဆုံးဟိုဟာအဲဆေးရုံကနေပြန်ဆင်းတဲ့ချိန်ပေါ့ပြန်ဆင်းတဲ့ချိန်မှာကျွန်တော်ဆေးရုံမှာတနင်းနဲ့ထုံးကိုနေဆေးရုံမှာဖတ်နေတာတွေ့တယ်တွေ့လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဆုံးရှုံးပြီလို့ထင်တာထင်တာရဲ့အချိန်မှာထုံးကိုရောက်လာတယ်ကျွန်တော်တို့ဒီကံဇပ်ပင်နာလေးမှာစကားပြောကြတယ် ဲ့ချိန်မှာကျွန်တော်ကကျွန်တော်နောင်တရနေပြီးတော့ကိုရမ်းပြန်လို့ခြင်းနဲ့ကိုရဲ့အမျိုးသမီးကတခြားလူနောက်လိုက်သွားတော့မယ်လို့ထင်တာထင်တာတဲ့ချိန်မှာယောက်ျားကြီးတယောက်အနေနဲ့လည်းဟန်ဆောင်ပြီးတော့တောင်းတာတည်ရယ်နောက်ဆုံးထုံးကတနည်းကအဲသူ့နောက်မလိုက်ပါဘူးခမားနားမှာပဲညီမပါဆိုတော့အဲ့ move ပေါ့အခုတော့ပြောမယ်ရေးပဲအဲ့ move ကပြောမယ်ဆို လုတ်ပြူရောမျက်ရည်ကျလိုက်တာမဟုတ်ဘူးဗျာတင်မှာကိုဆုံးရှုံးရပြီဆိုကိုရမ်းချစ်တဲ့မျိုးသမီးဆုံးရှုံးရပြီလို့အထင်နဲ့မာမာကိုစီကိုပြန်လာတယ်ဆိုတော့ပီတိဝမ်းနေတာတင်မှာအော်ငါတလောက်မှားခဲ့တာငါ့ကိုခွင့်လို့ပြီးပြန်လာတယ်ဆိုတော့အဲ့လိုဒီအိမ်မူကြီးကတော်တော်ကြီးဖန်ခတ်တယ်ဟုတ်တယ်အဲ့အလေးတော့တော်တော်ခက်ခဲခဲလောက်ခဲ့ခဲ့ပါပြောနောက်နောက်ဆိုတာလည်းနောက်မှရလို့မထူးဘူးလေเนาะဒါကြတော့ဒါဒီထဲမှာကတော့ဒါအချိန်မီပြင်ဆင်လို့ဖြစ်သွားတယ်ဆိုတော့တကယ်တော့ အမျိုးသမီးရအများကြီးနားလေးနားလေးပေးလိုက်တာကြောင့်ဟုတ်ပါအဲ့ဒီစဉ်းစားလို့ရှိရင်ကိုနေတဲ့အောင်သူမဟုတ်တော့ပဲအဲ့လိုမျိုးတော်တော်လေးကျွန်တော်တော်မှအထွန်းကုန်နေရတယ်သူတနာပါတယ်အဲ့လိုမျိုးအဲ့လောက်ကြီးဖြစ်သွားပြီကျွန်တော်တော်မှရုပ်တရက်ကျွန်တော်အဲ့လိုမျိုးဟိုဘယ်လိုလဲသူ့ရဲ့အရင်စီးမျောသွားတာပေါ့သူလှုပ်တဲ့ပုံမှာသူကအရင်လုံးဝအဲ့လိုမျိုးလိုက်ဖို့တဲပြီးလုပ်တဲ့ချိန်မှာကျွန်တော်အရင်အဲ့လိုထုံးကုန်တယောက်ထုံးကုန်အနေနဲ့ကျွန်တော်ကြည့်တဲ့ချိန်မှာကျွန်တော်ကျွန်တော်ကြောင်ပြီးတော့ကျွန်တော်ဟို တနာပြီးတော့တလားကျွန်တော်ဘာပြောလို့ပြောမှမသိတော့အဲ့ dialogue တွေမှာကျွန်တော်အဲ့လိုမျိုးရုပ်တရက်အဲ့တော့မိအောင်မိသွားတယ်ကျွန်တော်စီမျောပြီးတော့လေငါသူငါဘာပြောလို့ပြောမှမလဲပေါ့သူကြည့်ပြီးတနာသွားတယ်ကျွန်တော်အဲ့ချိန်မှာအဲ့လိုမျိုးသူကလုံးဝအဲ့လိုမျိုးတနင်းကိုဆုံးရှုံးလိုက်ပြီးတော့သူထင်ရချိန်မှာကျွန်တော်ကပြောလိုက်တော့အဲ့လိုမျိုးအဲ့ချိန်မှာကိုအဲ့လိုမျိုးထုံးကိုအနေနဲ့ရောအပြင်ဘက်ကအနေနဲ့ရောကြည့်ပြီးအောင်ထက်ကိုဟာကျွန်တော်ဟိုအရန်ကိုတနာသွားတယ်ပေါ့အဲ့ဆင်းရောက်တကယ်လေးကိုမှ တန်ဖိုးအမြင့်ဆုံးပေါ့နော်အဲ့တော့တော်တော်လေးကိုနေတဲ့ဟိုသူမဟုတ်တော့လုံးဝအောင်ထက်ဖြစ်သွားတာပေါ့နော်အဲ့ဒါကြီးကကျွန်တော်လည်းအဲ့လိုထုံးကုန်နေရနေပြီးတော့အရန်တနာဝရတယ်အဲ့လောက်တိတောင်ပေါ့ဖြစ်သွားတယ်အဲ့ဒီဆင်းရဲခင်ဗျားကကျွန်တော်ကျေးဇူးပြုပြီးတော့ကျွန်တော်ရင်အကွဲခံပြီးတောင်းဆိုပြရတယ်ခင်ဗျားမတက်ကိုနောက်ကျစ်ထက်နာချင်မလုပ်ပါနဲ့ခင်ဗျားလူဘက်နာချင်အောင်လုပ်တာပဲဖြစ်ဖြစ်

ကိုကြီးတွေ့တာရောကိုကြီးတွေ့တာကိုအဲ့ကျစဉ်းစားဩငါဒီလောက်ချစ်တာတော့မှတနည်းရဲ့စိတ်ကိုကိုဝန်ခံစားလိုက်တာပေါ့ကိုကဘလောက်ပြောပြောဘလောက်ပဲကိုကချစ်ပါတယ်သူအောင်ထက်သူ့ပဲဘလို့ပဲဟိုအမကိုချစ်ပါတယ်ပြောသူကိုလက်မခံဘူးဒါမှမဟုတ်သူကိုစိတ်ရှိတယ်ဘာလို့ငါ့ကိုလက်မခံတာလဲဘာလို့ရှိတယ်ဘာလို့ရှိတယ်မောင်ကြီးမ မဟုတ်ဘူးနော်သူကဘောကွာဟိုအတော့ဆိုလဲလုံးဝအဲ့လိုမျိုးတကယ်လေးအဲ့စင်းမှာဆိုရင်တော်တော်လေးဟိုဟာဖြစ်တယ်ကျွန်တော်ကအဲ့လိုမျိုးအော်ကိုကြီးရေကူးရတဲ့ဟာပြပြလိုက်လို့ညာကြီးအေးဆက်နေတယ်ညာကြီးဟုတ်တယ်ဟောအမတ်တရအမတ်တရအေးဆက်ချင်မိသူတို့ကတော့အတော့ဒီမှာနေ့ကျွန်တော်စိတ်ကောက်လာစိတ်ကောက်လာသူသိမခေါ်ဘူးစကားပြောရဲသူကျွန်တော်ရေကူးရမှာသူအားနာတယ်သူအားနာတယ် အပြင်ကအာနာတွေကသူအာနာတွေကအာနာတွေကဂူမကူပါနဲ့သူ့ကိုသူအေးမှသူဆက်ဘယ်လိုဆက်ဆက်ဆက်နေတာတော့စောင်းနေမှကြီးကစောင်းရသည်ဆက်နေတာဂူဝဲလို့အဲဒီအဲ့ဒါတော့ဒါအမတ်တရားပါတော့စိတ်ကောက်လာလေးလည်းပြေသွားတယ်ပေါ့သူ့ကိုသူ့ကိုလှုပ်ပေးလိုက်တယ်သူအဲ့ဒါဘာလို့ဒီအာနာကြီးကဂူစင်ပြေရလားအဲ့ဒါကြွေးနေပါဘာဖြစ်နေမှာလဲစိတ်ထဲမှာကျင်းနေသေးတာပြောဆိုနေအဲ့ဒါတော့ဒါဒီကူကအမတ်တရားကျွန်တော်ကတော့တနင်းကိုလည်း ကိုချင်းစာမိတယ်ပေါ့အဲအဲ့ထဲမှာကျွန်တော်လိုက်တွေးပြီးနေတာပေါ့အဲ့လိုတန်င်းဆိုလဲဩသူကိုယ်စိတ်ရှိရတာ ਨੇ အာတည်တယ်မဟုတ်လားသူရဲ့ဟိုဘယ်လိုပြောမလဲဖြစ်တည်မှုပေါ့ပြီးတော့သူရဲ့အချစ်တည်မှုလုံးဝသူကာပဲဝါတာဒါတော့ဉာဏ်လေးသားများခေါ်ပါဒါတော့ brain သက်တွေအကုန်လုံးအတူယူပြီးတော့တကယ်ကိုအတူယူမှန်စေမဲ့ဇလန်းတွေဖြစ်လာပါတော့အဲ့ဒီကအဲ့ဒီအဲ့ဒီအကြောင်းအရာကို brain သက်တွေမြင်ရလို့လည်းထင်ပါတယ်ဒါနဲ့သူ့တော့တော်တော်တော့နော် တို့အားလုံးအားလုံးတို့ပြောပါဘုရောတို့ပြောနေဟုတ်ကဲ့ပါကိုယ့်ရဲ့ချစ်သူကတို့မှာထူးခြားတဲ့ဖြစ်ရည်တွေတခုခုဖြစ်တိုင်းတခုခုပေါ့နော်အဲ့လိုမျိုးပျော်စရာရှိရှိဝမ်းနည်းစရာရှိရှိကိုယ့်ကိုတိုင်ပင်ရမယ့်အစားသူ့ရဲ့အဲ့လိုအရင်တုန်းကခင်ခဲ့တဲ့ငွေကြေးကိုသွားသွားပြီးရင်ဖွင့်နေကွာဖုန်းဆက်ပြီးအများကြီးပြောတယ်အဲ့ဒီချက်ကိုလက်ခံနိုင်လား အဲ့ဒါတငယ်ချင်းကချောလားမချောလားဟိုကကျွန်တော်ကျွန်တော်လို့ချောလို့မိုင်းနေတော့တမျိုးပါပြောဩတာမန်လို့တာမန်ဆိုရင်တော့အဲ့တိုင်းမတိုင်းမဟုတ်ကိုတော့နာဟိသက်သာအင်း